ရေစက်ချလို့ပြီးပါပြီတခြင်းကတတိုင်းငံလုံးပေါက်ပြီးမယ်လူမသိတဲ့ဘဝနဲ့ဆင်းရဲစွာနေနေရတဲ့မူရင်းအဆိုရှင်ပြိတ္တများရှင်တရားပွဲကြီးတွေအလူပွဲကြီးတွေအပြီးမှာဖွင့်လို့ရှိတဲ့ရေစက်ချလို့ပြီးပါပြီတရားနာလို့လည်းပြီးပါပြီ အလူတော်ပွဲလဲအောင်ပါပြီဆိုတဲ့သတင်းလေးကိုလူအများအားလုံးကြားဘူးလိမ့်မယ်လို့ထင်ပါတယ်နော်အလူပွဲကြီးအပြီးမှာကြားရတဲ့ဒီသတင်းသံကြောင့်အလူတရကတရကမကြီးတွေဆိုရင်လည်းမျက်ရည်ကြားရတဲ့အထီးကိုဝမ်းသာရတာဖြစ်ပါတယ်ဒါပေမဲ့ ဒီသိန်းကိုတည်ဆို့ထားသူအမျိုးသမီးကဘသူလဲဆိုတာကိုသိတဲ့သူကတော့ရှားပါတယ်အခုနောက်ပိုင်းမှာဆိုရင်တော့ social media ကလည်း trend ကျလာသလိုအရေးချင်းရှိတဲ့အဲလူတွေကလည်းဒါနာမည်ကြီးသလိုအရေးချင်းမရှိတဲ့သူတွေဆိုရင်တောင်မှနာမည်ကြီးနေတဲ့ခေတ်ဖြစ်ပါတယ်။ဘာအရေးချင်းမှမရှိဘဲအပြုမှုတစ်ခုကနေနာမည်ကြီးပြီးတော့အစည်းအဝေးရှာနိုင်တဲ့ခေတ်မှာတခြင်းကောင်းများစွာကိုတည်ဆိုပြီးတော့မနီလာလွယ်တော့ကတော့ဒါအရေးချင်းရှိတဲ့ ူဖြစ်ပေမဲ့လူမသိသူမသိဘဝနဲ့ဖြတ်သန်းနေရတာလည်းဖြစ်ပါတယ်။မနီလာလွင်ကရေစက်ချလို့ပြီးပါပြီတခြင်းကိုအဓိကသီဆိုတဲ့မူရင်းအစိုးရကြီးဖြစ်ပါတယ်။အဲ့ဒီတခြင်းတွေကရှင်တွေကပျော်ရွှင်လို့မျက်ရည်ကျရတဲ့အတန်နဲ့သီဆိုထားတဲ့အတန်ပိုင်ရှင်ဖြစ်ပေမဲ့ သမားလူတွေကမသိကြပါဘူးမနီလာလွင်ကအဲ့ဒီတချင်းတပုတ်သေးတဲ့ပေါက်ခဲတာမဟုတ်ပဲဆိုင်းလောကမှာနာမည်ကြီးတဲ့တချင်းတွေရဲ့မူရင်းအဆိုတော်လေးဖြစ်ပါတယ်ရှင်ပြူပွဲတွေမှာမိခင်ရသားအကျွတ်ရှင်နေရမြတ်တာအပြေအဝါနဲ့ပျော်ရွှင်ရတဲ့ရသားကိုဖော်ပြပြီးတော့တည်ဆူထားတဲ့တချင်းတွေဆိုရင်လည်းမနီလာလွင်ကသာတည်ဆူထားတာဖြစ်ပါတယ်မနီလာလွင်ကသာမန်အဆိုတော်ပေါက်စလေးမဟုတ်ပဲနဲ့ ဆိုင်းဝိုင်းဒီသချင်းအစိုးရအနေနဲ့တည်တည်ချာချာတည်ဆိုနေတဲ့သူတယောက်ဖြစ်ပါတယ်မန္တလေးသိအောင်ကဆရာရင်းဖြစ်ပြီးတော့ဝေတန္တရာလိုအလှဆိုတဲ့သချင်းကိုစပြီးတော့တည်ဆိုခဲ့တာဖြစ်ပါတယ်အဲဒီသချင်းကလည်း ော်တော်လေးကိုပေါက်တဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်လူသိအများဆုံးသချင်းကတော့ရှင်လောင်လှဲ့သောနေဆိုတဲ့သချင်းဖြစ်ပါတယ်။အဲ့ဒီသချင်းရဲ့မူရင်းအဆိုရှင်ကလည်းမန္နီလာလွင်ဖြစ်ပါတယ်။ရှင်လောင်လှဲ့သောနေဆိုတဲ့သချင်းကအလူပွဲရီမှာဆိုတော့မပါမဖြစ်ကိုပေါက်နေတဲ့သချင်းမျိုးဖြစ်ပါတယ်။ဒါအပြင်ဒီနေ့ထဲရုံတင်ထားတဲ့ပျောတဲ့ရုပ်ရှင်ထဲမှာမျိုးတနာချုံကမန္တလေးလွင်ဆိုထားတဲ့ရှင်လောင်းလေတော်နေ့ကိုပြန်လည်တည်ဆိုပြီးတော့ဇဝင်တီအဖြစ်အသုံးပြုထားတာဖြစ်ပါ ါတယ်။ရေစက်ချလို့ပြီးပါပြီတချင်းကတော့ဆီယော်ရီကိုလူအများချမ်းပါပါ အခုချိန်ထိမမရပေါက်နေတဲ့တချင်းတစ်ပုတ်ဖြစ်ပါတယ်။ရေစက်ချလို့ပြီးပါပြီဆိုတဲ့တချင်းကိုမနီလာလွင်ကအသက်32နှစ်အရွယ်မှာတည်ဆိုခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့မနီလာလွင်ရဲ့အသက်က 52နှစ်တောင်ရှိနေပါပြီအခုချိန်မှာတချင်းဆိုတာနှစ်20ကျော်တောင်ရှိနေပြီဆိုပေမဲ့တချင်းကအခုထိကိုပေါက်နေတာဖြစ်ပါတယ်တကယ်ကို အနှစ်သာရခေါင်းနဲ့တချင်းအဖြစ်ကြော်ကြားနေရပါပဲမနီလာလွေကလူအသက်ရှင်နေရတဲ့ တချင်းကိုတရားပွဲတွေမှာစုပ်ဝေးမရပါဘူးမနီလာလွင်ဆိုရဲဆိုတာဘယ်သူမှမသိကြသလိုငားတာမျိုးလည်းမရှိတာကြောင့်ပါမနီလာလွင်ကအောင်မြင်တဲ့ဆိုင်ဝိုင်းတချင်းတွေကိုတီးဆိုပေမဲ့အချို့ကိုခံစားခွင့်မရဖြစ်နေတာပါဒါအပြင်သူမကိုယ်တိုင်ကလည်းစင်ရင်လုံးတဲ့အတွက်မတိုးဆက်နိုင်ပါဘူးတချင်းဆိုတဲ့နေရာမှာတော့မနီလာလွင်ကအရေးချင်းအပြေအဝထည့်ပြီးတော့ဆိုသလို တပုတ်ဆိုတပုတ်တကယ်ကိုအားဆိုင်ထုတ်ပြီးတော့ဒီဆိုတဲ့သူမျိုးလည်းဖြစ်ပါရယ်အခုလက်ရှိမှာသူစချင်းတွေပေါက်နေရဆိုတာတိရပြီးတော့ PT နဲ့တည်းအားရှိပြီးတော့အိမ်စုံလေးမှာပဲချိုးတဲ့စွာနဲ့နေထိုင်ကြရလဲဖြစ်ပါရယ်ဗန္ဒီလာလွေကအောင်မြင်ကြောကြားခြင်းလို့ဆိုတာချက်သူတချင်းတွေကိုသူကိုယ်တိုင်ပူဇော်ခွင့်ရကြတာပါဓမ္မတီဆိုရဲဆိုတာတခြားတချင်းတွေလိုမဟုတ်ဘဲတကယ်ကို ကုသိုလ်ရတာကြောင့် သူကိုယ်တိုင်သိဆိုကြတာဖြစ်ပါတယ်လူအများကတော့ဗန်နီလာလွင်ကိုရွှဲချက်ရွှေဆိုင်ရဆိုရင်ကျောင်းသားရဲ့ဌာပနာထဲရဲ့ဒီမှာခေါ်ဆိုရင်အရန်ကိုကောင်းပါပဲလို့ရေးသားပေးနေကြပါတယ်ဗန်နီလာလွင်အထက်ပွဲထွက်ခွေရမှာဖြစ်လို့ဇွဲထွက်ကိုတောင်းဆိုနေကြရလဲဖြစ်ပါတယ်ဇွဲချက်နေတဲ့ဗန်နီလာလွင်ကိုတချင်းခေါ်ဆိုဖြစ်ပါစေလို့ဆုတောင်းပေးရတဲ့ဒီနေ့ဗီဒီယိုလေးတင်ဆက်ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အထက်လဲအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်